မင်္ဂလာပါရှင်2025ခုနှစ်မတ်လ26ရက်ဗုဒ္ဓဟူးနေ့ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့မတ်လ25ရက်နေ့တွင်မောင်နှံမြို့တွင်မှဆစ်ရှောင်းရဟင်းသားများအားနေရပြန်ခွင့်ပြုမည်ဟုအေအေကပြောကြားခဲ့တော်လဲပြန်ခွင့်မပြုသေးဆိုရဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မချယ်ရီဝင်းပါ ရခိုင်ပြည်နယ်မောင်းနှုံမြို့တိန်တိုက်ပွဲတွင်စစ်ရှောင်းဖြင့်မောင်းတော်တောင်ပိုင်းနှင့်မြောက်ပိုင်းတို့ရခိုင်လက်နက်ကိုင်းဧကခေါ်ဆောင်သွားခဲ့သည့်ရဟင်ဂျာပြည်သူများအားမက်ရှလာ25ရက်နေ့နောက်ဆုံးထွာ၍နေရအိမ်များသို့ပြန်ခွင့်ပြုမည်ဟုဧကရခိုင်အပတ်တွင်ပြောကြားခဲ့သည့်ထို့သောမိတိရဟင်ဂျာမိသားစုကိုမြန်နေရပြန်ခွင့်ပြုရန်အထက်မိတ်မယားရှိသေးကြောင်းဧနေမည်မှုတူကဒေသခံများအားပြောကြားခဲ့သည်ဟုသိရပါသည်မက်ရှလာ25ရက်နေ့တွင် ောင်းသောမြို့တွင်သို့ဝင်ခွင့်ပြုမည်ဟုရခိုင်ဘက်ကရွက်ကအုပ်ချုပ်ရေးမှူးအဖွဲ့နှင့်အစည်းအဝေးပြုလုပ်စဉ် AAULA နေမည်မှုတဦးကပြောကြားခဲ့သည်တို့သောနေရပြန်ရန်ဆောင်ဆိုင်နေသည့်ရူဟင်ဂျာတဦးက AA အကြီးကဲနှင့်တွေ့ဆုံမိမြန်ရာ AAULA အထက်မိတ်မယားရှိသည့်တဖြည်းမိတိမွတ်စလင်မိသားစုကိုမှနေရပြန်ခွင့်မပြုနိုင်ကြောင်းအထက်မယားရှိမှသာနေရပြန်ခွင့်ပြုမည်ဖြစ်ကြောင်း AA အကြီးကဲတဦးကပြောကြားခဲ့သည်ဟုစစ်ပေးဆောင်ရူဟင်ဂျာတဦးကပြောသည် မောင်းနှောမြို့တွင်မှစစ်ပေးရှောင်ရသည့်ရဟင်ဂျာပြည်သူများသည့်မောင်းနှောမြောက်ပိုင်းရှိလာဖို့ကောင်ကဲစီစကန်ဟာပီယွာပါဝင် အနီးနားရှိကျေးရွာများတွင်ယာယီနေထိုင်ကြသည်မောင်းနှောတောင်ပိုင်းတွင်မူပညာပင်ကြီးဒူးညောင်ပင်ကြီးမကြီးချောင်းနှာခေါင်တို့စသည့်ကျေးရွာများတွင်နေထိုင်ကြသည် မောင်နှမပိုင်ရှိကျေးရများတွင်၃၀၀၀နီးပါးလှဖိုးကောင်ကဲစင်ရစ်ခန်းတွင်၃၀၀၀ကျော်နှင့်မောင်နှတိုင်ပိုင်ရှိကျေးရများတွင်၁၅၀၀ကျော်တို့သည်နေရပြန်ခွင့်များပဲစားဝတ်နေ၍အခက်အခဲများနှင့်ရင်ဆိုင်နေရသည်မိတို့ပင်ဖြစ်စေမိမိတို့နေရအိမ်များသို့ပြန်လိုပါသည်အားလုံးသည်အပွဲတော်မတိုင်မီအိမ်ပြန်ရန်မျှော်လင့်နေကြသည်ဟုစစ်ပေးရှာရုံးကြားများကပြောကြသည်မောင်နှမျိုးတွင်မှနေရဆုံးခွာရသည်ကငင်းတန်းမောင်နှီရက်ွက်နှင့်အမတ် တဲ့နဲ့လေရက်ွက်တို့မှာရင်းကြစစ်ပေးဆောင်များအာဧကတပ်ပုံမှတ်တမ်းမိသားစုမှတ်တမ်းများယူပြီးအိမ်နောက်စုဇာများလည်းထုတ်ပေးထားကမတ်လ22ရက်တွင်နေရပြန်ခွေပြုမိဟုပြောကြားခဲ့သည်ထို့သောခွေမပြုခဲ့ပဲမတ်လ25ရက်နေ့တွင်အင်္ဂါနေ့တွင်လည်းပြန်ခွေပြုမိဟုပြောကြားခဲ့တော်လဲရက်ရွှေဆိုင်ကနေရပြန်ခွေမပြုခဲ့ပေအထက်မယရှိမှသာခွင့်ပြုပေးမိဟုအေတောင်းရှိသူများကပြောကြားခဲ့ကြရင်းကြများကပြောကြားသည်